ယ်တာဟုတ်သူမျိုးတို့ရေဒီရှင်နဲ့အတူတူလုပ်ငန်းသုံးလေးကိုဆက်ပြီးရောလေ့လာကြအောင်နော်လုပ်ငန်းသုံးမှာဘာကြီးပြောထားလဲဒီချက်ကဖတ်ပြပေးမယ်နော်ကဲကျောင်းဝင်းထဲမှာတဲ့ကိုချိတ်တဲ့ပုံဆွဲပြီးတော့တဲ့ပြောကြအောင်လေကဲတော့မြို့ခုနကတော့အကျောင်းဝင်းထဲလေ့လာရမလားအကျောင်းဝင်းထဲမှာဘာကြီးတွေ့လဲ တွေ့တဲ့ဟာတွေကိုစိတ်ကြိုက်ကိုပေါ့ကိုစွဲမယ်ပြီးရင်ပြောကြည့်မယ်။ကဲဒီမှာတော့ကျောင်းသားတဦးကတော့သူကစွဲထားတယ်။ကျောင်းဝန်းထဲမှာတွေ့ရတဲ့ပုံလေးကိုသူစိတ်ကြိုက်စွဲထားတယ်။ဘာပုံလေးလဲဆိုရင်သူကထီးပုံလေးစွဲထားတယ်။သူကြိုက်တဲ့ပုံလေးပေါ့။တောက်မီတို့ကလည်းတောက်မီတို့ကြိုက်တဲ့ပုံကိုစွဲလို့ရတယ်နော်။တပင်ပုံစွဲလို့ရတယ်။ဟောတငယ်ချင်းတွေတောင်တောင်စော့နေတဲ့ပုံ။ဟောကျောင်းဝန်းထဲမှာတွေ့ရတဲ့အပင်နေပုံ။ကြိုက်တာစွဲလို့ရတယ်။ဒီမှာက ကျောင်းသူလေးရာဆိုလို့ရှင်သူကထီပုံလေးဆွဲထားတယ်เนาะပြီးရင်သူဆွဲထားတဲ့ထီကဘာយ៉ាងလေးလဲပြီးရင်ဘယ်လိုပုံစံလေးလဲဆိုပြီးတော့သူကနံပါတ်လေးလေးထိုးထားတယ်တောက်သမီးတို့ကလည်းကျောင်းဝင်းထဲမှာတွေ့ရတဲ့ပုံကိုကိုစိတ်ကြိုက်ဆွဲမယ်ပြီးရင်နံပါတ်လေးတက်မယ်ပြီးရင်ကိုဆွဲထားတဲ့ဟာတွေကဘာလေးလဲဆိုတာကိုပြောကြည့်မယ်ကဲတော့မြို့လေကျောင်းဝင်းထဲမှာတွေ့ရတဲ့ပုံတွေကိုစိတ်ချရေးဆွဲပြီးတော့ကိုယ်တိုင်လုပ်ကြည့်ပါနော် နောက်ပြီးတော့ဒီ channel နဲ့အတူတူဖတ်ရှုကြည့်ရန် စာနဲ့ပုံချောင်းကိုဆက်ပြီးတော့လေ့လာကြပါမယ်နော်။ကဲတော့မြို့ကြီးဒီ channel အတူတူဖတ်ရှုကြည့်ရန်စာနဲ့ပုံကိုအတူတူလေ့လာကြည့်အောင်နော်ကဲဖတ်ရှုကြည့်ရန်စာနဲ့ပုံထဲမှာတော့မြို့ကြီးပုံလေးကိုကြည့်လိုက်ပါဦးဘာတွေကိုမြင်ရလဲပုံတွေထဲမှာမြင်ရတဲ့အရာတွေကိုဒီချက်ကိုပြောကြည့်ပါဦး ဟုတ်တယ်နော်ပုံထဲမှာလူတွေလည်းမြင်ရတယ်ဟောအထက်မြစ်တိုက်တွေကိုလည်းမြင်ရတယ်ကားတွေကိုလည်းမြင်ရတယ်ဒါရင်မကသေးဘူးတောင်းဆိုမိပြီစပိန်စိုက်ကားတပင်းတွေခွေးလေးတွေငှက်ကလေးတွေဒါတွေရောမမြင်ရဘူးလားမြင်ရတာပေါ့ဒါတွေကဒီရှယ်တို့အနည်းဆုံးပတ်ဝန်းကျင်မှာရှိတဲ့အရာတွေပဲဖြစ်တယ်နော်အဲ့တော့ပတ်ဝန်းကျင်မှာနောက်တစ်ခုရှိသေးတယ်လီလေးရှိရဲ့တောက်သူတွေလီကိုတော့မမြင်အောင်ဒါပေမဲ့ကင်လို့လည်းမရဘူး ဒါပေမဲ့လေရှိကြောင်တော့ဘလို့သိနိုင်လဲဆိုရင်တရက်လေးလှုပ်ခတ်သွားတာဟောစပင်းလေးလွင့်သွားတာအင်ကြီးလေးတွေလွင့်သွားတာအမိုက်ကလေးတွေလွင့်သွားတာဒါကလေရှိကြောင်ကိုသိနိုင်တဲ့အရာတွေပဲဖြစ်တယ်နော်ကဲတောက်သမီးတို့ရေပဝန်းကျင်မှာရှိတဲ့အရာတွေကိုတောက်သမီးတို့သိပြီနော်ပဝန်းကျင်မှာအပင်တွေရှိတယ်တရိစံတွေရှိတယ်ရေကြောက်ခဲတဲတွေလည်းရှိတယ်ဟုတ်ပြီဒါဆိုရင်ဒီချက်ကအနှစ်ချုပ်လေးကိုတောက်သမီးတို့ပြောပြမယ် ပတ်ဝန်းကျင်မှာဆိုရင်သားတို့သမီးတို့ရဲ့နီးစုံပတ်ဝန်းကျင်မှာဆိုရင်ပစ္စည်းတွေရှိတယ်အပင်တွေရှိတယ်တရိษံတွေရှိတယ်ဟောရေလည်းရှိသေးတယ်ပြီးတော့ကြောက်ခဲတဲလည်းရှိသေးတယ်ဒါကသားတို့သမီးတို့ရဲ့ပတ်ဝန်းကျင်မှာမြင်ရတဲ့အရာတွေဖြစ်တယ်နော်ကဲအဲ့ဆိုရင်ဒီခြေကအခုပောင်းဝင်းကျင်မှာရှိတဲ့အရာသင်ခန်းစာကိုဒီမှာနေရနာပါမယ်နော်ဒီချိန်နဲ့တူတူနောက်သင်ခန်းစာမှာပြန်တွေ့ကြမယ်နော်